အားလုံးပဲမင်္ဂလာပါရှင်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စိုင်းဆရာလွင်ငင်းခိုင်ရေးသားထားတဲ့နက်ဖြန်တို့မဟုတ်ဘယ်တော့ခါဆိုတဲ့ဝိထုတိုးလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ကျမကတော့စာဖတ်သူနန်းတင်ကြီးဖြစ်ပါတယ်အခန်းတေဆရာမလေးဇလက်ဖြူသည်အရေးပေါ်ဌာနဤရှောက်လန်းတိုင်းခက်သွက်သွက်ရှောက်လာမိဤမစီကားတင်သောအရက်တွင်တပွဲပွဲ ရောက်ရှိလာသည့်လူနာများကြောင့်သတင်းကျွလာပြည့်နေသည် ဖြူအတွက်တော့တာမန်နေ့ရက်တစ်ခုပမာပင်အရေးပေါ်ဌာနတွင်တာဝန်ချထားသည့်စံမာရေးဝန်ထမ်းအားနှင့်ရောက်ရှိလာသည့်လူနာများကဘယ်ပုံဘယ်နည်းနှင့်မျှလောက်ငါသည်မရှိယခုလည်းအရေးပေါ်ဆို၍ထမင်းစားနေရင်မှဖြူတုတ်ချေတင်လာခဲ့ရသည်ရှောင်းလန်းပက်လေရှိ ထော်လီများပေါ်မှလူနာများ၏ညဉ့်ညူတန်းကိုလစ်လူရှု၍ရှေးသို့သာစိတ်လောနေမိသည် သွေးနံ့ ြည်ပုံနဲ့များဖြင့်ညီးစီနေသောဖြူသည် များပြားလာသောလူအုပ်ကြီးကိုကြည့်ပြီးခေါင်းနှင့်နှောက်ကြည့်သွား၏ကပ်1ကပ်2ကပ်3သုံးခန်းစလုံး၌လူနာပြည့်ရှိနေ၍ရှောင်းလန်းပေါ်တွင်သာယာယီထားထားရလေသည်ဥဆန်ကပ်1ထဲမှာပရိုဖက်ဆာရှိတယ်အသက်အန္တရာယ်စိုးရင်ရတယ်ပြောလိုက်ပါပြီးရင်ဆရာမင်းသူကိုလည်းရှာခဲ့အောက်ဆီဂျင်အိုးရဲ့တဘာလေးယူခဲ့နော်မြင်မြန်တော့ဥဆန်ကျူးစကားဆုံးသည်နှင့်လုံးတက်ရင့်မီဖြစ်သောဥဆန်က စတင်လှုပ်ရှားလေတော့သည်ကျွမ်းကျင်သည့်ဖြူလက်များကလည်းလိုအပ်သည်တို့ကိုလင်းမြန်စွာလောက်ကင်ပြီးစည်းလေပြီချင်းချင်းနီနေသည့်သွေးဆံများကကျမ်းပြင်ပေါ်သို့ဒလဟောယူကြနေ၏ဘာကိစ်လဲဆရာမလက်နဲ့ကြီးမှန်းတာဆရာရင်ဘက်ကသွေးထွက်များတယ်သွေးပေါင်ခြင်းနဲ့အောက်ဆီဂျင်လည်းကျနေတယ်လိုအပ်တာအလုံးလုပ်ပေးထားတယ်ဆရာအရေးပေါ်ခွဲစေးရမယ်လို့တော့ထင်တယ်ကောင်းပြီဆရာမကျွန်တော်စစ်ကြည့်အောင်မယ်ဆရာဝန်သည် မျက်ခုံကိုဆွဲ၍ဓမ္မီအသေးဖြေထိုးကြည့်လိုက်။နှကြက်ဖြစ်ထောက်ကြည့်လိုက်အမျိုးမျိုးစမ်းတန်နေလေ၏။သွေးပေါင်ချင်းတွေထိုးကြကုန်ပြီဆရာ။ဆရာမကိုဇော်ထုံးကိုတွားခေါ်ပေးပါ။လူနာတိရောက်လာလို့မအားဘူးဆရာ။အလုတ်တင်ဆရာဝန်တွေရောသူတို့လည်းမအားဘူးဆရာ။မနေ့ကလူနာအမောဖောက်လို့ဇောကန်နေကြတယ်။ကဲတော်ပြီဆရာမ။သွေးတိတ်ဖို့ကျွန်တော်ကိုဆရာမပဲမြမြကူပေးပါ။ခွဲစိတ်ခံဝင်မှုဒေါက်တာရဲမွန်တို့အဖွဲ့ကိုဖုံးဆက်ထားလိုက်ပါ။ပရော်ဖက်ဆာညွန်ကြားသည့်အချိန် အလွဲမှမရှိစွာဖြင့်ဖြူကကူညီဆောင်ရွက်ပေ၏လူနာကို ဖြူကအတ်ဆိုင်စည်းတွင်လုံနေချိန်တွင်ပရိုဖက်ဆာက ခွဲစိတ်မှုတွင်မိသားစုဝင်များကို ရှင်းပြပေးနေ၏ဖြူလန်းကြည့်လိုက်တော့လူနာဆောင်ဖြင့်အိမ်ရှိလူကို ခေါ်လာခဲ့ပုံရ၏အားလုံးခြုံကြည့်လိုက်တော့15ရောက်နီးပါးထိရှိလေသည်အခန်းနှင့်ဘယ်ရလာပြတာလဲမရေယာကလူနာနဲ့ဘယ်လိုတော့ဆက်လဲခမညာ သူ့ခင်မောမှာကိုကဘလို့ဖြစ်လာလားလဲလက်နဲ့ကြီးမှန်ပြီးထိခိုက်မိတာလက်နဲ့ကြီးမှန်ပြီးဘလောက်ကြာမှာစင်းကိုရောက်လာတာလဲဗျထိမိတာကတော့မောလွဲချိန်လောက်ကပဲလမ်းမှာကားချက်တာနဲ့ပဲခုနကမှစင်းကိုရောက်လာတာလူနာ သွေးထွက်များနေတာခမားတို့လည်းရဲမိမှာပါတတိလည်းမရသေးဘူးဒီတိုင်းပက်တီးစီပြီးစေးတဲ့ယုံနဲ့မရဘူးဗျအရေးပေါ်ခွဲစိတ်မှုလုံးမရလိမ့်မယ်ခွဲစိတ်တဲ့အခါမှာလေမေဇေးရဲ့အာနိသင်ကြောင့်ဖြစ်ဖြစ်ဒါမှမဟုတ်ခွဲစိတ်ရင် အသက်အန္တရာယ်ထိခိုက်တာမျိုးဖြစ်ဖြစ်တခါတည်းရဖြစ်တတ်ပါတယ်။ပုံမှန်ခွဲစိတ်မှုတွေမှာအသက်အန္တရာယ်ထိခိုက်တဲ့အထိတော်ရှားပါတယ်။ဒါပေမဲ့ခမားမျိုးသမီးကတွေးထွက်လွန်နေတဲ့အတွက်ခွဲစိတ်မဲဆိုရင်50 50ပဲအာမခံနိုင်ပါတယ်။ဒါကြောင့်ခွဲစိတ်မှုကိုသဘောတူညီရဲဆိုရင်ဒီစာရွက်မှာလက်မှတ်ထိုးပေးပါဗျာ။ကြုံတခုပြောမယ်။ကြုံမိမောက်ခွဲစိတ်လိုက်လို့လုံးဝကောင်းမွန်လာမယ်လို့အာမခံရင်ခမားတို့ခွဲကြဗျာ။50 50ဆိုရင်တော့ကြုံလက်မခံဘူး။ဒေါသတကြီးអော်လိုက်သည် လူနာဆောင်၏အထံကြောင့်နောက်မှအမျိုးသမီးအုပ်စုပင်ငြိမ်ကျသွား၏။ဤမြောက်သွေးထွက်တန်ယိုဖြစ်နေသည့်လူနာကိုအပြေးဝအာမခံ၍မိသူမြခွဲစိတ်မပေးနိုင်ပါ။ဒံရရသည့်အပိုင်းကလည်းဘယ်ဘက်ရင်အုပ်ပိုင်းအစုံနှင့်နှလုံးနေရာ ဖြစ်နေလေသည်။မမမြတ်သူစူးစမ်းကြည့်ခြင်းသေးတယ်။တော်ပြီဖြူနေခင်းစာလည်းမစားရသေးဘူးမို့လား။စားကြည့်တော့ဒီလိုလူမျိုးတွေကဘူးဆိုဘရောမှဖယုံမသိဘူး။ဒုတ်တဲရမမမြတ်တွေ့ခဲ့ဘူးပြီ ထမင်းလဲစားကြည့်စိမ်မရှိတော့ပါဘူးမမမြဲ့ရင်တစ်ချိန်တည်းပါပြုတ်ကိုတစ်ချိန်ပဲခွင့်ပြုပါ မာမီမြက်သည်ပြုတ်ကိုစိုက်ကြည့်မိ၏အသက်ငယ်ငယ်နှင့်အပြာဝော့ဘလူးစတက်ရထားသောဤဆရာမလေးသည် အလုံ၌ထူးချွန်တဲ့ကဲ့သို့စိတ်စေတနာလေးမွန်မြက်လှသည် အလုံများ၍မာမီမြက်တို့စိတ်မရှိဖြစ်မိတော်လဲဖြူသည်လူနာများပေါ်၌စိတ်ရှိလက်ရှိရှင်းပြတတ်သည်ယခုလေမာမီမျက်စီမှာ ်ခွင့်ပြုချက်ရသည်နှင့် လူနာဇအနီးသို့ပြူရောက်နေလေပြီတရားကိုမှဘလို့ပြဿနာမျိုးရှိနေလို့လဲငွေကြီးအခက်ခဲကြောင့်ဆိုရင်မပူပါနဲ့လေဈေးရုံရံမုံငွေနဲ့ကျမတို့ခွဲစိတ်ပေးပါမယ်ဒါကြောင့်မဟုတ်ပါဘူးကြုံမခွဲချင်လို့မခွဲတာတေချာစဉ်းစားပါရှင် လက်လျှော့ပြီးဆုံးရှုံးခံမဲ့အစားအ ਨੇ ဆုံးတော့စွန်းစားကြည့်တဲ့နယ်လေဆရာမဘာတိလဲကျုပ်အိမ်မှာခလေးသုံးကောင်ရှိသေးတယ်ဗျထမင်းတော့နတ်မအောင်မစားနိုင်တဲ့အခြေအနေမှာ မိမကိုလည်းအိမ်မှာပြုစုမဲ့သူမရှိဘူးကျုပ်တို့ပြန်ရင်တော့အိမ်ဆိုတာရှိပါအောင်မလားမသိဘူးယာနှုံးပြေမျော်လင့်လို့မရတဲ့မိမအတွက်အချိန်ကုန်နေမဲ့အစားအိမ်ကကလေးတွေအသက်ကပိုတန်မိုးရှိတယ်ဗျမကုဘူးပြန်မယ်ဗျအဲ့ဒီလိုတော့မရဘူးဗျအစားကလေးကဆေးရုံမလာရင်အเจ้าမဟုတ်ဘူးမိုင်းတန်ဘုံတန်တဲ့လူနာတွေကိုကူးသမှုမပေးပဲကျွန်တော်တို့ပြန်ခွင့်မပေးဘူးအိမ်ပြန်သေးခွင့်မရှိဘူးဗျဘယ်အချိန်ကအနားရောက်နေမှမသိသည့် professor က ပြူမဖြေခင်ဥစွာအဖြေပေးလိုက်သည်ကျုပ်တို့ကခမည်းတော်လက်ခုပ်တည်းရေးပဲကျုံမင်းမကိုဇာတိမြေမှာခေါင်းချခွင့်မပေးခြင်းမှာတော့ဒီစေယုံကြီးမှာပဲထားပစ်ခဲ့ုံပေါ့ထို့စဉ်လူနာဆောင်မျိုးသမီးများဘက်မှအင်ငနဲငိုရှိုင်းလိုက်တံပေါ်လာ၏ပြူသည် ခုံသောခြင်းတုံသောလံမယုံကြည်နိုင်သောမျက်ဝန်းများနှင့် လူနာကိုတလှဲ့ခင်မုန်းတယ်ကိုတပြန်ဂယုဏတပ်ဖွဲ့ကြည့်မိ၏ကျွဲနှကောင်ခက်သည့်ကြားမှာမြေစာပင်ဖြစ်နေရသည့် ြည်သူများ၏ကျမ်းမာရေးဗဟုသုတအားနေ၍လည်းပြူဝန်းနေရသည် ကျမ်းမာရေးဝန်ထမ်းများပေါ်ယုံကြည်မှုမရှိ၍လည်းစိတ်မကောင်းဖြစ်မိသည် လူနာတန်သင့်ရှင်းသောမှလက်ပတ်နာ၏ကိုဖြူငုံကြည့်မိ၏ကြောင်ပြီးကလေးကငါးနှစ်ကြာသည့်အထိအိမ်မပြန်ဖြစ်ခဲ့သည့်ဖြူသည်ဒီနှစ်သတင်းကြော့အိမ်ပြန်မှုမာမီမျက်စီမှခွင့်ရပြီဖြစ်တော်လေနာယီလက်တံများကမူပြုကိုအချက်ပြနေလေသည်သူ့ ဒီညကားမမီနိုင်တော့ပါ အခန်းသုံးရှင်စောကြီးခလေးမပြန်လာမဲဆိုပြီးဟိုတောင်စဲမှာနေလုံးကြွယ်တော့မယ်လမ်းခရီးများအစင်မပြေလို့လားတွားကြရအောင်ဖုံးချိတ်ပါအောင်များကိုရင်ဖိုးညိုက အပူတပြင်းဆိုတော့လေရှင်စောလှသည်မျက်လုံးကြောင်သားနှင့်အဝေးသို့ငေးကြည့်နေလေသည်ကိုရင်ဖိုးညို၏အတန်ကိုလည်းကြားဟန်မတူသစုံတရားကိုအလေးနဲ့စဉ်းစားနေဟန်ရှိ၏ရှင်စောလှ၏အမရှင်စောမြသည်လည်း အိမ်ရှိကပြင်းတွင်လက်ရမိုင်မှိုင်နေပြန်သည်မဖိုးညို ခလေးမဖုံးဆက်တယ်ကွမရေယာဘက်ကလူနာလက်နဲ့ကြီးမှန်ပြီးရောက်လာလို့ညကားလွတ်သွားတာမနဲ့အစောမှပြန်ခဲ့မယ်တဲ့အာဟုတ်တာဗောခေခါကကောင်းတာမဟုတ်ဘူးမနဲ့အစောထပြန်လာရင်ဖြစ်တာပဲတူးတဲသာရှိတော့တမီးလေးကိုကိုရင်ဖိုးညိုကတဲတဲလှုပ်ချစ်ရှာသည်အိမ်တွင်မိမသားနှစ်ယောက်ရှိတော်လဲတမီးဤကိစ္စအဝဝကို သူ့ခြေသူ့လက်နဲ့လှုပ်ရမှခြေနဲ့တက်၏သမီးဖြစ်သူက သူနာပြုဆရာမလှုပ်ခြင်းသည်ဟုပူဇော်ခဲ့တော့လေကိုရင်ဖိုးညို မကန့်ကွက်ခဲ့ပေးရမရှိအောင်အလုံများသည်ကိုတည်တော်လေသမီးဆန္ဒကိုဖြည့်စည်းပေးရမှခြေနဲ့တက်သူမဟုတ်ပါလားမောင်ဖိုးညိုတမင်းစားမလားမမမြပြင်ပေးမယ်နေနေမမမြကျုပ်မစားသေးဘူးအိမ်ပြန်မလာဖြစ်ဒီမှာငါးနှစ်ရှိပြီဖြစ်တော့သမီးက ဒီနှစ်ပြန်လာပြီဆိုတော့ကိုရင်ဖိုးညိုဤအပျော်ကမိမသားနှစ်ဦးထက်ပင်ပိုမီထင်ပါသည်။ဖျားပွဲဇက်ကြိုက်တော်ဖြူအတွက် ပွဲမဖြစ်ခင်ကပင် ရှေးဆုံးဖြာနေရာကိုနှစ်ဆပေး၍ဝဲခဲ့ရသည်။မိမသားနှစ်ဦးကလည်းဖြူအကြိုင်တော်ဟင်းရာတွေကိုမမောနိုင်မပန်းနိုင် မြေအိုးကြီးငယ်အတွေ့အတွေ့ဖြင့်စီနှက်ထား၏။အပျော်ကြီးမဆုံးများက ဆိုလေအညာမုတ်တွေကိုအမျိုးစုံအောင်ပြင်ဆင်ထားချသည်။ နဲ့ပြန်မနဲ့စောစောတော့ဒီကလေးမှပြန်လာတန်ကောင်းပါရဲ့အခန်းလေးရက်တက်လိုက်ခြင်းမီဖြစ်တော့ဖြူခြေတော့တို့သည်တွက်လက်စွာရွေးရှားလှုပ်ရှားနေ၏နုနုရွရွဖြူလက်ကလေးကို တင်းကျက်စွာဖြင့်ညစ်ထားသည် လက်ချောင်းကလေးများကိုဖြူမဖယ်ရှားရက်ပြီးတီရှပ်အင်းကြီးဂျင်းမောင်းမီခပ်ပွားပွားနေသပင်ကိုခက်မြင့်မြင့်ချီနှောင်ထားသည်ဖြူသည်ပရော်ဖက်ဆာကိုတွေ့လိုက်ရမှစိတ်ပေါ်ပါစွာစကားဆို၏ ဂန်းရှော့ကိဆရာတတိကောင်းကောင်းမရသေးဘူးဆရာမဒီနေ့ off လားကဲပါအထဲမှာလည်းဘသူမှမအားကြအောင်ကျွန်တော်ကိုကူပေးမလားဆရာမတွေ့ဝေစဉ်းစားမနေတော့ပဲချက်ချင်းပဲပြူကောင်းညိမိလိုက်သည်အာကိုတကြီးစုပ်ကန်ထားသည်လက်ကလေးတွေကိုချုပ်ပစ်ချပြီးကြောခိုင်ထွက်ခဲ့ဖို့ရာပြုမှအင်အားမရှိဒီကလေးနှစ်တွေ့ဆုံခဲ့ပြီဆိုကြဲကရေဆက်ရှိရဟုသာဖြူအောင်မိထားသည်သို့မဟုတ်က နေကိုပြန်မို့ကားကိတ်သွားမိဖြူနှင့်ဘိန်းပေါက်နေသောထော်လာကြီးပေါ်မှဒီကလေးကမြည်သွမျှစုံနိုင်စရာမရှိကျူနစ်တွေးစားကဆိုတကိုယ်လုံးလဲပြာနှမ်း၍စံခွေလေးများနှင့်တွေးစားများကကြောပြောနေကြ၏ခန္ဓာကိုယ်တစ်ခုလုံးမှာဒဏ်ရာအလိမ့်လေးနှင့်ရစရာပဲမရှိယခုတော့သူကလေးသည်လူနာအိတ်စင်ပေါ်တွင်စေးရှင်ကြောင့်မိန်နေလေတော့သည်ကဲဆရာမ ကျန်တဲ့ပိုင်းကိုဆက်လုပ်ပေးနော် ဟုတ်ကဲ့ဆရာကြီးသူကလေးသတိရလာတော့လက်အုပ်လေးနှစ်ဖက်ချီ၍ပြုကိုကျေးဇူးတင်စကားဆိုရှာ၏သူ့လက်ကလေးတွေကိုပြန်ထွေးဆုပ်ကမ်းရင်ပြုမှာဝမ်းနေဝမ်းသာဖြစ်မိသည် အနှိဋ္ဌာယုံများကို မြင်တွေ့နေကြဖြစ်တော်လဲလက်နက်ကြီးတန်းဖြင့်တအုံစုလိုက်ရောက်လာပြီဆိုရင်တော့ပြုရင်မှာဆက်ဆက်ခါအောင်နားမိသည်အခန်းကနေနှုတ်တွေအလုံးအလုတ်ပြုတ်အောင်တရားဆွဲမယ် နေတို့ကြောင့်မတည်တဲ့မဲတည်ရတာငါတို့ခေါ်ကလေးကလာရင်ဘာမှဖြစ်မှာမဟုတ်ဘူးမျက်တောင်ညီကြီးဖြစ်အော်ဟစ်နေသည်ဝဝဖိုက်မိုက်ခန္ဓာကိုယ်ကြီးကတေးလာလိုက်ကြီးလာလိုက်နေပြုမှဝေဝါးနေမိသည်စိတ်လိုလက်ရအော်ဟစ်တောင်းကြနေသည့်ထိုသူကိုလုံခြုံရေးဝန်ထမ်းများကအပြင်ဆွဲခေါ်သွားသည့်အထိပြုမှအသားတွေတစက်စက်တုန်နေစေအခြားသောလူနာများနှင့်လူနာဆောင်များကိုပင်ပြူအားနာနေမိသည်ထက်တိုးရောက်ရှိလာသည့် လူနာများကြားတွင်ဆရာဝန်ဆရာမများပြေးဟဲလွှားဟဲဖြင့်ပြာများနေကြရစဉ်ဒီပြဿနာကဆလာခဲ့ခြင်းဖြစ်သည်။အောက်ဆီဂျင်ပေးရုံဖြင့် မလုံလောက်တော့သည့်သူ့လူနာကိုဖြူကိုယ်တိုင်အသက်ရှူလေးအိတ်တက်ထားပေးခဲ့သည်။၅စက္ကန့်နေလျှင်အသက်ရှူအိတ်ကိုသုံးပုံတစ်ပုံထိထိညစ်ပေးရန်လဲဖြူပဲသူ့ကိုတင်ပြပေးခဲ့သည်။ဖြစ်ချင်သောလူကုန်တဲ့လူနာဆောင်က ထိုအလို့အတွက် specialness ငါးပုံမာမီမြက်ကိုတောင်းဆိုလာ၏။ကျမ်းမာရေးဝန်ထမ်းနှင့်လူနာအင်အားမမျှ၍အစင်မပြေကြောင်းအကျိုးတင်ကြောင်းတဲ့ရှင်းပြတော်လဲလက်မခံပုံမှန်ထက်ပိုပေးမည်ဟုစောင်းကြွားကြားပြောနေပြန်သည်။လူနာသောနှစ်ယောက်ရှိနေပါရဲ့နှင့်ကက်တီးကက်ဖယ်ညင်းခုန်နေကြစင်မှာပင်လူနာကအမောထားဖောက်လေသည်။ဖြူတို့အာလုံးနှလုံးနှိုးဆွခြင်း CPR ကိုတယောက်တစ်လှည့်ဝိုင်းလုံနေစင်မှာပင် ထမံကြုံတွေ့ရသည့်ပြဿနာကပစ္စည်းကရိယာမဆုံးလင်ခြင်းဖြစ်သည်ဝထဲတွင်နှလုံးနှိုးဆွဆန်နှလုံးသာရှိသည်ထိုနှလုံးမှာလည်းကပ်ဝန်းခန်းထဲကအရေးပေါ်လူနာနှစ်ဦးအတွက် အသုံးပြုနေသည့်အချိန်ဖြစ်၏နှလုံးနှိုးဆွခြင်းကို လူနှင့်အားဆိုင်ပြီးလုံနေခြင်းမှာပင် လူနာက အိတ်ဆက်အနားယူသွားလေတော့သည်ယခုတော့ဖြူတို့သည်သာတရက်ခန်းဖြူတို့သည်သာလူသက်သမားဖြူ ဒီနေ့ off ရမဟုတ်ဘူးလားအင်းပြမယ်ဆို off ရပေမဲ့လည်းအလုပ်ပြုတ်မဲ့အဖွဲတဲ့ပါခြင်းလို့ဆိုင်ဆိုင်မြဲမြဲရောက်လာတာမမမြဲ့ရေဒီလောက်ပုံကြနေတဲ့လူနာတွေကိုပြစ်ပြီးမိဘအရေးမှခိုးဝင်နေဖို့မသင့်ပါဘူးလေပြုတ်ဝတ်တွေကိုကြေအောင်ဆက်ချင်ပါသေးရဲ့မမမြဲ့ရေမာမီမြက်ကမူဖြူကိုချစ်ခင်မွေစိုက်ကြည့်နေလေသည် စကားနဲ့သောဖြူနှုတ်ကယခုလိုစကားမျိုးတွေကို ကြားရခဲ့၏ဖြူကဇလက်ဖြူဟူသောနာမည်နှင့်လိုက်ဖက်စွာ စိတ်ထားဖြူစင်လွန်လှသည်လူနာရီအပေါ်မှာလဲဖြူလောင်စိတ်ရှိတီးခံနိုင်သူကိုမာမီမျက်မတွေ့ဘူးသည်ဩယခုတော့သူလဲလေလောကီသားပေမဟုတ်ဟု တွေ့ရင်မပီးပြတ်သေးသည့်အလုံများတန်စတင်လှုပ်ရှားလေတော့သည် အခန်းချောင်းချုပ်တီးထားသည့်ဈာမပင် အတွေးတွေတတိကြီးကပြူကိုအိတ်မပြောနိုင်အောင်နှိမ့်ဆက်လေတော့သည် မကြမ်းမာသည့်လူနာများကိုပြုစုကူတာပေးခြင်းသည် ငါဖျားကို ပြုစုနေခြင်းနှင့်အတူတူပဲဟူသည့်မြတ်စွာဘုရား၏နှုတ်ထွက်စကားအရသူနာပြုလောကထဲသို့ဖြူကိုယ်တိုင်ခြေစုံပြုတ်ဝင်ခဲ့သည်ဒီအလောက်ကကျူးစိတ်နှင့်အကန့်ကြီးဆုံးဟုလည်းယုံကြည်ခဲ့သည်ဒီလောကထဲကို ခြေချပြီးဆိုကြဲကစံပြမိခင်ကြီးဖလော်ရစ်နိုင်တင်ကြီးထုံးကိုနှလုံးမူ၍လူနာတွေအပေါ်မှာစိတ်ရှိတီးခံမှုအပြည့်နှင့်ပြုစုဆောင်ရှောက်ပေးခဲ့သည်ထို့သော တံပြန်တက်ရောက်မှုနေရာမှာကပြုအတွက်တော်လွဲချော်နေဟန်ရှိ၏ပေတိုင်းပြန်မရသည်မြေတားများအတွက်စိတ်ထားတက်ခဲ့ပေမဲ့စေစနာထားသမျှအချင်းဤဖြစ်ရရင်တော့ရင်မာနာကျင်ရပြန်သည်ဒီနေ့လိုအဖြစ်မျိုးတွေကိုလည်းလောက်တန်ငါးနှစ်တည်းကြုံမှုစုံမှုခဲ့ပါ၏သို့တော့ထိုဝဲကရက်တွင်မှယုံထွက်ဖို့လဲမကြိုးစားမိသလိုယုံထွက်နိုင်စွမ်းလဲမရှိသေးပေညာကင်းက အိမ်နစ်ဖုံးပြောရသည်ကို ပြန်တွေးမိတော့ပြူမဆေးမကောင်းဖြစ်ရသည်ပြူမရှိသည့်နောက်ပြူတို့အင်္ဂလေးသည်ဘလောက်တောင်ခြောက်ကန်နေမီမသိအဘအမေနှင့်ကြီးများတို့ကတော့ပြူပြန်လာကိုလေဆန်ရှိဖြင့်စောင့်နေကြမှာတေးကြသည်ပြူအကြိုင်အညာစာတွေကိုလည်းကြိုတင်ပြင်ဆင်ထားကြမိမှာမလွဲပြူက အလုတ်ပေါ်မှာစေးဆက်တေးကြသလောက်မိသားစုအပေါ်မှာတော့ တာဝန်ပြက်ကွက်ခဲ့ဒီမှာပင်အတော်ကြပြီဖြစ်သည်လူနာတွေကို ကိုဖိရင်ဖိပြုစုခဲ့ပေမဲ့လည်းပြုမိသားစုကိုတော့ခြေဆုပ်လက်နဲ့မပြုစုရသည်နှွေးထွေးမှုကျင်နာမှုတွေဂယုဆိုင်မှုတွေဘာတစ်ခုမှပြုမဖြည့်ဆည်းပေးနိုင်သည်မျက်ရည်များဖြင့်ဝေဝါးနေသောပြုယူပါယုံတွင်အဘအမေနှင့်ကြီးများတို့၏တရံကတဖြက်ဖြက်လူ၍ထင်ဟပ်လာလေသည် ပတ်တီလေးဖွေးသားကြမှာတွားဝဝါလေးတွေနဲ့ပြုံးပြနေသော သူကလေးကိုပြန်မြင်ရောက်ပြီးတော့မျက်ရည်များကြားမှာပြူလဲပြုံးလိုက်မိလေသည်သူကလေးလို လူပေါင်းများစွာအတွက်ပြူပြိုလဲကြရည်မဖြစ်သည်ပြူဖောက်ခဲ့သည့်လမ်းတွင်နှလုံးသားကိုတောခတ်သိမ့်စေ၍အုံနောက်နှင့်ဆက်လက်ရှောင်းလန်းရပေအောင်မည်ပြည်ပမှတာဝန်ထမ်းဆောင်မှုအခွင့်ရှိပေမဲ့လေမြမပြည်က တည်သူစေယုံတွေမှာပျော်ပျော်ကြီးတာဝန်ထမ်းဆောင်နေသည့်ဖြူကိုဘသူမှနားလည်မီမဟုတ်ဖြူကလည်းတယောက်ချင်းစီကိုလိုက်ပြီးပြေရှင်းချက်ထုတ်မပေးခြင်းရေချင်းပြေဝါတော့ဖြူဖို့ပြည်ပမှာနေရာကောင်းတစ်ခုရနိုင်တယ်လို့နေမှာလဲအေးဆေးကန်းဖွင့်ပြီးအေးအေးလူလူအတက်မွေးနိုင်ပြီ။သို့တော်ဒီနေရာဒီကာလဒီအချိန်ဒီမှာရက်တည်နေသည့်ဖြူခံယူချက်များကို ဖြူတယောက်သာအတိဆုံးဖြစ်ပြီးသည်တေကြသည်မှာတော့ဖြူအတန်အိမ်ပြန်ခရီးကရွှေပြည်တော်မျောတိုင်းဝေးနေစေပင်ဖြစ်၏ပြည်သူစေယုံတွေမှာလိုအပ်နေသည့်ဝန်တန်းအင်အားစေပစ္စည်းအစုံလင်နှင့်ကောင်းမွန်သောကျန်းမာရေးစောင့်ရှောက်မှုစနစ်ကိုပြီးပြည့်စုံအောင်ဖြည့်ဆည်းပေးနိုင်မည့်အချိန်ကိုတော့ဖြူမခံမှန်းတန်အိမ်ပြန်ခရီးကညီတို့ပင် အလံဝေးစေကမူမြန်မာပြည်၏ ကျမ်းမာရေးစနစ်ကြီး တိုးတက်ကောင်းမွန်လာစေဖို့မဝေးတော့မီအနာဂတ်တစ်ကိုသာပြုလိုခြင်းတောင်းတမိပါသည်ငြိမ်းချမ်းပါစေမြမပြည်အေးချမ်းပါစေမြမပြည်ပြုနှုတ်မှတိုးတိုးညင်ညင်လေးရေရွတ်စူတောင်းမိလိုက်လေတော့ဤနာဆင်ပေးသူအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်